မင်္ဂလာပါသတင်းသုတနဲ့ကျမ်းမာရေးကြောင်းရယ်တင်ဆက်ပေးနေတဲ့ CLGK Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကဒီရင်သားရေအိတ်တဲတာပေါ့နော်ရင်သားမှာရေအိတ်တဲတာနဲ့ရင်သားကင်ဆာနဲ့အဲ့ဒီအကြောင်းကိုပြောပြမယ်အဲ့တော့ what are the brackets ပေါ့ရင်သားရေအိတ်ဆိုတာဘာလဲရင်သားတွေမှာရေအိတ်တွေတဲကြတယ်ဆိုတာအဖြစ်များတဲ့ benign breast ပေါ့ညင်ညင်သာသာပြော့ပြော့ပြင်းပြင်းဖြစ်တာကင်ဆာအဆင့်မဟုတ်တဲ့ရင်သားအခြေအနေတွေရှိတယ် သူတို့ကရင်သားမှာကြိတ်ဖြစ်စီတဲ့အဖြစ်များဆုံးအကြောင်းရင်းတွေကတခုပါပဲရင်သားရေအီးတွေကအဲ့ဒါဘယ်အတိုင်းမှမဆိုမင်းကလေးတွေကဖြစ်နိုင်တယ်ရင်သားမှာရေအီးတွေဖြစ်တယ်ဆိုအများစုကတော့တက်35နှစ်အထက်အမျိုးသမီးတွေမှာဖြစ်လေရှိတယ်35နှစ်အထက်နောက်55နှစ်ကြာဘောရမျိုးတွေဖြစ်လေရှိတယ်ဖြစ်များလာပြောတာနော်ကိုရင်သားရေကြီးအများစုကကုဖို့မလိုဘူးရင်သားရေအီးရှိတာရင်သားကန်ဆာဖြစ်နိုင်ချေမတိုးပါဘူးစိတ်ကြီးရမ်းပူဖို့တော့မလိုဘူးပေါ့နော်အဲ့တော့ရင်သားရေအီးတွေရဲ့လက္ခဏာတွေရှိတာပေါ့ symptoms of breast cysts ပေါ့ရင်သားရေကရင်သားမှာပျော့ပြောင်းတဲ့ဒါမှမဟုတ်မာကျောတဲ့အဖုလေးလိုမျိုးခံစားနိုင်တယ်ဆမ်းမိနိုင်တယ်ရေအိတ်တွေအများအပြားဘဲဥပုံဒါမှမဟုတ်အဝိုင်းပုံလေးတွေဖြစ်ပြီးရင်သားထဲကဘဲနေမှမဆိုတော့လှင့်လှင့်မြန်မြန်ကြီးနိုင်တယ်သူကမီလီမီတာနည်းနည်းလေးကနေစင်တီမီတာအများကြီးထိတော့အရွယ်စားအမျိုးမျိုးရှိနိုင်တယ်တချို့ရေအိတ်တွေကခံစားကြည့်ဖို့အတွက်သေးပေမဲ့တချို့ကြောက်လည်းမသက်မသာခံစားအလောက်ကိုကြီးရာ အဲတချို့ရေအိတ်တွေကကြတော့လဲနားတယ်ရေအိတ်တစ်လုံးထက်ပိုရှိတာအဖြစ်များတယ်ရေအိတ်တစ်လုံးနဲ့ရှိနေတယ်ဆိုတော့ရေအိတ်တွေအများကြီးရှိတာပိုဖြစ်များတယ်အဲ့တော့အဲ့ရေအိတ်ဆိုတဲ့ cyst တွေကရင်သားတစ်ဖက်မှာလည်းဖြစ်နိုင်တယ်နှစ်ဖက်စလုံးမှာလည်းဖြစ်နိုင်တယ်အဲ့တော့ရာသီမလာခင်မျိုးသမီးတွေကဟော်မုန်းပမာဏပြောင်းလဲလာတဲ့အတွက်ရေကြီးအိတ်တွေကပိုပိုကြီးလာပြီးတော့နာကျင်တာဒါမှမဟုတ်ပြော့လာတာဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ရာသီလာလို့ပြီးသွားတဲ့အခါဒီမှာကြတော့ပြန်ပြီးအဆင်ပြေသွားပြန်ရောအဲ့တော့ breast cysts ပေါ့ ရင်သားမှာရေးရှိတဲ့လူတော်တော်များများသူတို့မသိကြရလဲရှိတယ်မခံစားရဘူးပေါ့နော်အဲ့တော့ဘလူးလူတွေပေါ်မှာရင်သားရေးတဲ့ရမှုရှိတယ်လေဆိုတော့ Hubrasits Affair Women Over 35ပေါ့35နှစ်ထက်ရှိတဲ့မျိုးသမီးတွေမှာရှစ်တာပိုများတယ်အဖြစ်များဆုံးပေါ့အဲ့တော့အသက်35နဲ့55 50ပေါ့အဓိက50အထိတော့ပိုပြီးတော့တေချာတတ်တယ်အဲ့ဂျားတဲ့တွေမှာလည်းဖြစ်တယ် ဘယ်လိုအခြေမျိုးမှလဲဆိုတော့သူကသွေးဆုံမစတင်ကလေးအခြေအနေမှာပေါ့အသက်ကြီးတဲ့သူတွေမှာကြတော့နောက်ပြီးတော့သွေးဆုံပြီးခါစားပေါ့အဲ့လိုအခြေအနေလေးမှာ ဖြစ်တတ်တယ်ဟော်မိုစာတို့ကုထုံးတွေကုရတာရှိတယ်ဒီသွေးဆုံကန်တဲ့ခါကျတော့ HRT လို့ခေါ်တယ်ဟော်မိုစာတို့ကုထုံးကဆိုဟော်မိုရီပလေ့စ်မန့်သီရပီလို့ခေါ်တယ်အဲ့လိုမျိုးကုထုံးတွေတောက်သုံးနေတဲ့မျိုးသမီးတွေလည်းဖြစ်တတ်တာပဲပြောရရင်တော့ဘယ်ရွယ်မစိုးဖြစ်နိုင်ပါလဲ35နဲ့90ကြာပေါ့ သုံးဖို့35နဲ့55ပေါ့နော်တင်းငယ်တဲ့ရေကြီးလေးလည်းရှိသေးတယ် micro sits ပေါ့အရပြောပြောတော့ small sits ပေါ့ဆေးပညာမှာတော့ micro sits လို့ပြောမယ်အဲ့ဒါတွေကငယ်တဲ့မိန်းကလေးတွေမှာဖြစ်တတ်တယ်ယောက်ျားတွေတော့မဖြစ်ဘူးလားတဲ့အဲ့လိုမေးလိုက်တော့ရည်စရာကြီးတော့ကောင်းတာပေါ့နော်ရင်သားတွေထဲမှာရေအိတ်တွေဖြစ်တာယောက်ျားတွေလည်းဖြစ်တတ်ပါတယ်ဒါပေမဲ့အရန်ရှားတယ်ယောက်ျားတွေဖြစ်ရင်လည်းမိမတွေကုတဲ့ကုထုံတိုင်းပဲကုတာပဲ။အဲရင်သားမှာအရေးကြီးတွေဖြစ်ရတာသူ့မှာအကြောင်းခံတွေရှိတာပေါ့နော်။ သူ့ရဲ့ courses ပေါ့အကြောင်းရင်းတွေအကြောင်းခွင့်တွေရှိတယ်။အဲရင်သားထဲမှာ note ထွက်တဲ့ gland တွေရှိတယ်သူက law view ဆိုတာရှိတယ်။အဲ note ထွက်တဲ့ gland တွေနှုတ်စည်းကောင်းပြွန်လေးတွေကို note သေးဆောင်နဲ့ပြွန်လေးနဲ့ဖွဲ့ထားတာ။အဲရင်သားရွယ်စန်းတဲ့ပုံစံတော်ပေးတဲ့ tissue တွေတွေဝိုင်းရံထားတာပေါ့။ရင်သားရွယ်စန်းပုံစံတော်ပေးတယ်ဆိုတော့ရင်သားပုံပေါအောင်လို့ပြောတာမိန်းမတွေမှာဆိုတကတည်းမှာအဲ note gland တွေကအရေနဲ့ပြည့်သွားတယ်။ပြည့်သွားတဲ့အတွက်အရေကြီးအိတ်တွေဖြစ်လာတာပေါ့နော်။အရေကြီး hormone ပမာဏပုံမှန် ပြောင်းလဲရှိတဲ့အတွက်လည်းရင်သားတွေကြီးလာနေမြလည်းရေးတဲ့သဘောအတိုင်းကြီးလာရလို့ယူဆကြတယ်။သွေးဆုံးပြီးတဲ့နောက်မှာအက်စထရိုဂျန်ဟော်မုန်းတွေကျဆင်းလာတဲ့အခါမှာအရေဂျီအိတ်တွေလည်းပေါ်တတ်တယ်။ပြီးတော့ဆောစောကပြောခဲ့သလို HRT ကိုသုံးရင်လည်း SITS တွေဖြစ်တယ်အရေအရေအိတ်တွေဖြစ်တယ်ပေါ့နော်။ဒါအရေအိတ်တွေဖြစ်တတ်တယ်အကြောင်းရင်းအကြမ်းပြင်းပေါ့။အဲ့တော့ယောဂလက္ခဏာရင်သားမှာအဲ့လိုမျိုးအဖုတွေပါတွေတွေ့တယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပေါ့။သူတို့ကလည်းအဲ့ဒါရေအိတ် ဖြစ်နိုင်သလားမဖြစ်နိုင်လားဆိုတာဆရာဝန်ကြီးကပြောနိုင်ပါတယ်။ဒါမှမဟုတ်သူတို့တွေကလည်းကိုယ်ရင်သားနဲ့ဆိုင်တဲ့ဆေးကန်းကိုညှော်မှာပေါ့နော်။အဲ့တော့ရင်သားဆေးကန်းမှာတော့ရင်သားအဆစ်ဆေးမှုတွေလုပ်မှာပေါ့။ဒီ breast clinic မှာတော့ဒီ breast examination ဆိုတာသူတို့လုပ်လိမ့်မယ်။အဲ့ဒီမှာဘာကြီးလုပ်တယ်လဲဆိုတော့သူက mammogram ရိုက်တာပေါ့။ mammogram ဆိုတာဓာတ်မှန်ပဲဆိုပါတော့မြန်မာတွေကတော့ mammogram ကို mammogram ပဲခေါ်ပြီးတော့နားလည်နေကြပြီဆိုတော့ဘာသာအထူးပြန်နေစရာမလိုတော့ဘူး။ပြီးရင် ultrasound scan ရိုက်တယ်။ ultrasound ရိုက်ကြည့်တယ် mammogram ရိုက်မယ်။ ဲ့လို ultra sound scan ရိုက်တာအကျိတ်တစ်ခုခုဒါမှမဟုတ်အဆိုင်ခဲတွေဖြစ်နေတာလားဒါမှမဟုတ်အရည်တွေပြည့်နေလားအဲ့ဒါကိုသူကအခွဲကြလို့ရတာပေါ့နော်ရိုက်လိုက်တဲ့အခါမှာဒီ lamp က solid ဖြစ်နေတာလား fluid filled ပေါ့အရည်တွေပြည့်နေတာလားအဲ့ဒီ lamp လေးတွေဖြစ်နေတာကိုသူတို့သိနိုင်တာပေါ့ရိုက်ကြည့်လိုက်တဲ့အခါကျတော့တကယ်လို့ကိုကအသက်40အောက်ဖြစ်နေတယ်ဆိုရင်တော့ mammogram ရိုက်တာထက် ultrasound ရိုက်မှာအလားလာပုံများတယ်ဘာလို့ဆိုတော့ငယ်တဲ့မျိုးသမီးတွေရဲ့ရင်သားတ िश ူတွေကထူထပ်နိုင်တဲ့အတွက်ကြောင့်ဓာတ်မှန်ရိုက်တဲ့နေရာမှာကြည်လင်ပြတ်သန်းမှုညော့နေတယ် ညော်နေစီတယ်ပေါ့ကြည်ရလားထူထက်တယ်ဆိုတာကတော့အစီနဲ့ရှင်ရင်သားတ िश ူပမာဏမြင်မာတာပေါ့သူကပုံမှန်အပြောင်းလဲတွေဓမ္မမဟုတ်ရင်လည်းရေအိတ်တွေလိုမျိုးနူးညံ့တိမ်မွေးတဲ့အခြေအနေကိုခွဲခြားသတ်မှတ်ဖို့ပိုခက်ခဲနိုင်တယ်အဲ့ဒါကြောင့်အသက်40အောင်မျိုးသမီးတွေဆိုရင်တော့သူကအထရာဆောင်းကိုရိုက်ကြတယ်ပိုရိုက်ကြတာပေါ့နော်အဲ့လိုပြောလို့လည်းမမ်မိုဂရမ်လုံးဝမရိုက်ဘူးလို့ပြောတာမဟုတ်ဘူးเนาะတချို့အသက်40အောင်မျိုးသမီးတချို့ကလည်းအကဲဖြတ်တာတွေအကုန်လုံးပြီးသွားဖို့အတွက်ဒီယောဂါကိုအကဲဖြတ်တာပေါ့เนาะ စစ်စစ်မှုကိုအကဲဖြတ်တာပါအဲ့လိုအကဲဖြတ်တာတွေအလုံးပြည့်တဲ့ဘုမမ်ဘိုဂရမ်ထပ်ဆောင်ပြီးရိုက်ချင်တယ်ရိုက်ပါပေါ့နော်ကိုကတော့အကြိတ်ကိုစမ်းကြည့်တာလွယ်လွယ်တကူတွေ့နေရတယ်ပြုတ်နေရဆိုရင်တော့ဆရာဝန်ကကိုရဲ့ဒီအထူးကုဆရာဝန် specialist ကပေါ့သူက fine needle လို့ခေါ်မှာပေါ့အရန်သေးသေးလေးအသေးသေးလေးတွေနဲ့ထည့်ပြီးတော့အရည်တွေပြည့်နေတဲ့ဒီ sits ကိုအရည်စုပ်မှာပေါ့နော်ဒီပြုတ်ဖို့အတွက်ရင်သားအရည်အိတ်တွေကိုပုံမှန်စစ်ဆေးမှုပြုတ်လို့တယ်ဆိုတာနည်းပါတယ်စရှိသွားတဲ့လူမဟုတ်ဘူးဆိုရင်တော့လုတ်ခဲတယ် ကိုရင်သားကိုစမ်းတက်ရင်းနဲ့ကျင်မှာတခါလေးလေးမတော်တဆတွေ့သွားတာမြောက်သားဖြစ်တော့ရင်သားမှာရေးအရှိလားမရှိလားဆိုတော့မျိုးသမီးတွေကစမ်းတက်ခဲ့တယ်မတင်ငါးစရာတစ်ခုခုဖြစ်လာတဲ့အခါဒါမှမဟုတ်တခြားအရာကိုစမ်းရင်းနဲ့ကျင်မှာရောပြီးတွေ့တာများတယ်ဒီတန်းရောက်တော့တောင်းတောင်းမသိဘူးလည်းဖြစ်နေတာကြာတာရှိတယ်အဲ့တော့ကုသမှုလို့ရမယ်နောက်ဆက်တွဲလက်ရမယ်ဆိုတော့ရင်သားမှာရေးဤတဲတယ်ဆိုမျိုးသမီးတွေအများစုကကုဖို့မလိုပါဘူးနောက်ဆက်တွဲဆက်လုပ်ဖို့လည်းမလိုဘူးရေးတော်တော်များများအများစုကသူတို့ကသူတို့ပျောက်သွားတယ်အဲ့အတွက်စိုးရင်စရာမရှိဘူးပေါ့နော် သူတို့ကသူတို့ go away ပေါ့ပျောက်သွားတာပေါ့ဒါပေမဲ့တယောက်နဲ့တယောက်ကတော့ကွာတာရှိတယ်သွေးဆုံးပြီးတဲ့နောက်မှာ ရေအိတ်တွေကများသွားဖြစ်ပျောက်သွားတတ်တယ်ဆိုပေမဲ့တချို့လူတွေကသူတို့ဘွားတစ်ယောက်လုံးမှာအရေအိတ်တွေရှိနေတတ်တယ်အဲ့တော့အရေအိတ်ကကြီးနေတယ်မတက်မတာဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဆရာဝန်ကအသေးသေးလေးနဲ့စီထိုးပြုံသုံးပြီးတော့ရေတွေကိုဆုတ်ထုတ်တာလည်းလုပ်နိုင်တယ်တခါတရံကြတော့သူတို့ရေအိတ်တွေရှာဖို့အတွက်အ ල්ට ရာဆောင်းတွေသုံးပြီးတော့လည်းသူတို့လုပ်နိုင်တယ်ပေါ့နော်ရေအိတ်ကထွက်လာတဲ့အရေတွေ အရောင်တွေကတော့အကွဲပြတ်မှုရှိတယ်ဗောကြည်နေတဲ့အရေလေးကနေနည်းနည်းရောင်ရင့်နေတဲ့အထိလဲတယောက်နဲ့တယောက်ကတော့ကွဲပြားနိုင်တယ်အရေမှာသွေးတွေပဲဆုံးနေတယ်ဆိုတော့အဲ့အကြောင်းရင်းကိုစစ်ဆေးဖို့တော့ဓာတ်ကွဲကမ်းပို့မှရတော့မယ်နော်ယောဂပို့ရှိလားမရှိဘူးလားထောက်ထားရှိမရှိစမ်းသပ်ဖို့တော့ဓာတ်ကွဲကမ်းတွေပါပြီးပို့ဖို့လိုတယ်အရေတွေကိုဆွန့်ထုတ်ဖို့သုံးတဲ့အပ်လေးတွေမှာတစ်ခါတည်းမှာသွေးပါလာတတ်တာကိုလည်းတွေ့ရတတ်တယ်ဓာတ်မျိုးတွေကြတော့ဓာတ်ကွဲကမ်းကိုဆက်ပို့ရတာပေါ့အရေအိတ်တွေကထုတ်ပြီးတဲ့နဲ့အိတ်တွေပျောက်သွားတတ်တယ် အဲအရေးအိတ်တွေကိုဖယ်လိုက်တဲ့အတွက်ထုတ်လွှတ်တဲ့အတွက်တော့မသက်မသာမိမိသားလေးတော့ခံစားရတာပေါ့အဲ့ဒီနေရာမှာအဲ့ဒီထုတ်လိုက်တဲ့အရင်သားနေရာလေးတွေမှာတော့ရဲ့အနှင်းငယ်ကြလောက်ထိပုံးပဲ့တာမျိုးတွေပြော့ဤသွားမျိုးတွေဒါမျိုးလေးတွေတော့ခံစားရတယ်အဲ့ခါကျဆီအောင်တွေက NSAND လိုမျိုးကခဲကျော်စီတွေပေးတတ်တယ်အဲ့ paracetamol လို့ခေါ်တာပေါ့အဲ့ဒါမျိုးလေးတွေတော့ပေးတတ်ပါတယ်အဲ့တော့ရင်သားရဲ့အိတ်တွေကပြန်ဖြစ်လာနိုင်သလားပေါ့နော် compressed comeback ပေါ့ပြန်ဖြစ်လာနိုင်သလားဆိုတော့ဖြစ်လာနိုင်ပါတယ် ပြန်ဖြစ်လာနိုင်တယ်ဒါမှမဟုတ်အရေးအစ်အစ်တခြားနေရာလည်းထွက်ထွက်လာနိုင်တာပဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အစ်အစ်ပြန်ထွက်လာတာဖြစ်ဖြစ်အရင်ဟောင်းမှာဖြစ်ဖြစ်ကုသမှုတော့အကျင့်ထဲမှာဒီပုံစံနဲ့ပဲကုကြတာပဲအဲ့တော့အရေးအစ်အစ်တွေပြန်ဖြစ်လာရဲဒါမှမဟုတ်အစ်အစ်တခုထွက်ပေါ်လာတယ်လို့ကိုကထင်နေဆိုဆရာဝန်နဲ့ပြဖို့အရေးကြီးတယ် can brexits be prevented ပေါ့ဒီရင်သားရေအစ်တွေကိုတားဆီးလို့ရသလားကာကွယ်လို့ရသလားဆိုတော့အရေးအစ်တွေကပုံမှန်ဟောင်းပုံပြောင်းလဲမှုတွေတုံ့ပြန်နေနေနဲ့ဖြစ်လာတာအဲ့ဒါကြောင့်သူတို့ကာကွယ်နည်းလမ်းမသိကြသေးဘူးအခုတိမသိသေးဘူး ဲ့တော့ကိုက HRT ဆိုတော့ hormone surrogate ထုံးနေ hormone replacement therapy တွေတောက်နေတယ်ဆိုလို့ရှိရင်တော့ breast cysts တွေဖြစ်နိုင်ဖို့အတွက်အလားအလာတော့နည်းနည်းရှိတာပေါ့နော်။ရင်သားမှာရေအီးတွေရှိနေတဲ့အတွက်ကျမတို့ကင်ဆာဖြစ်နိုင်သလားရင်သားကင်ဆာဖြစ်နိုင်သလားဆိုတာမျိုးတွေစိတ်ပူကြရတယ်ရှိတယ်။ရင်သားရေအီးရှိခြင်းဟာကင်ဆာဖြစ်သလားမဖြစ်သလားဆို having a breast cysts doesn't increase your risk of developing breast cancer ပေါ့နော်။အဖြေကတော့ရင်သားရေအီးရှိတာဟာရင်သားကင်ဆာဖြစ်နိုင်ခြင်းမတိုးပါဘူး။ဒါပေမဲ့ ရင်သားမှာအကျိတ်တွေတွေ့တယ်ဆိုတော့ ਨੇ ရေအိတ်ရှိနေတာဘလောက်ပဲကြာကြာ ကိုယ်ရင်သားမှာအပြောင်းလဲတွေဖြစ်လာတာကိုသတိပြုမိတယ်ဆိုတာ ਨੇ ဆရာဝန်နဲ့ပြဖို့ရေးကြည့်ပါတယ်။ကျမ်းမာရေးပညာရှင်နဲ့တိုင်ပင်ဖို့ရေးကြည့်ပါတယ်။ဒီနေ့ပြောခဲ့တဲ့ရင်သားထဲမှာရေအိတ်တွေတဲ့တာနဲ့ကန်ဆာနဲ့ဆက်ဆက်မှုကြောင့်တော့ဒီလောက်နဲ့ဒီကုန်းချုပ်လိုက်ပါတယ်။ပုံမှန်ဒီဇယ်ပေးနေတဲ့သတင်းသုတနဲ့ကျန်းမာရေးအကြောင်းအရာတွေကိုမျက်ခြေပြတ်မသွားအောင်လို့ CLG ကချန်နယ်ကို like share နဲ့ subscribe လုပ်ထားလို့ရပါတယ်။အားလုံးကျန်းမာကြပါစေ။